မင်းစင်မအားလုံးမင်္ဂလာပါကျွန်တော်အခုရှင်းပြချင်တာကတော့ကျွန်တော်ဒီဖြတ်သားအကြောင်းလေးပြောချင်တာဖြစ်ပါတယ်ဒီဖြတ်သားနဲ့ပတ်သက်ပြီးတော့လက်ကောက်သားပဲဖြစ်ဖြစ်ဗတိသားပဲဖြစ်ဖြစ်ကျွန်တော်တို့အဆက်သားပဲဖြစ်ဖြစ်လက်ရာနော်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဝါရှာကြိုက်တဲ့အလျှော်တွေကိုထုံးမဲ့ line ပဲဖြစ်ဖြစ်အခုလိုဖြတ်သားတွေကိုလုပ်ပြီးဆိုရင်တိ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 ုက်တဲ့အဆက်တွေကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်အရင်ဆုံးပြောချင်တာကကျွန်တော်တို့ဖြတ်သားလို့ပြောလိုက်ပြီးဆိုကြတဲ့ဟာကြောက်ကတရှမ်းကဖြတ်ပြီးသားအသားတရှမ်းမှာကျွန်တော်တို့အခွန်ပါနေရရှိမယ်အဲဒီခါတည်းကမှလည်း ဒီလိုမျိုးကြောက်တစ်လုံးတည်းကိုပဲအပိုင်းပိုင်းအပိုင်းပိုင်း၄၅၆ပိုင်းပိုင်းပြီးတော့ပိုင်းထားတာလေးရှိတယ်ပေါ့နော်ဒါပေမဲ့သို့ပေမဲ့လောလောဆယ်ကျွန်တော်ကတော့ဖြတ်သားအကြောင်းကိုအဓိကထားပြောပြမှာဖြစ်ပါတယ်အဲ့ဒီဖြတ်သားမှာကျွန်တော်တို့ကဒီမြင်ရတဲ့ဘက်အရှမ်းရှိတယ်လို့မမြင်ရတဲ့ဘက်အခွန်ဘက်အရှမ်းရှိတယ်ဆိုတော့မြင်ရတဲ့ဘက်အရှမ်းကတော့ဒါကျွန်တော်တို့ကမြင်ရပြီဆိုရင်သူ့ရဲ့အသားနဲ့အဆင့်ဘေးဆင်းရှိလဲသိရမယ်ပြီးပြီဆိုရင်အသားနဲ့အဆင့်ဆိုတာလေခါးသားအောက်လားခါးသားလားခါးအထက်လားခက်တန်းလားဒါမှမဟုတ်ကျွန်တော်ညှက်လျှောလားနော်ကျွန်တော်တို့ဖျောင်းသားလား အသက်ဆန်းလားပြီးတော့နောက်တစ်ချက်ကတော့ရေခဲသားလားဘော်ဒီသားလားဒါမျိုးကိုမြင်တာနဲ့သိရမှာပေါ့နော်ပြီးပြီဆိုရင်လေအဲ့အသားအတွင်းထဲမှာပါတဲ့ကြောက်စီကြောက်စီကလုံးဝမပါဘူးလားကြောက်စီနည်းနေရလားဒါမှမဟုတ်ကြောက်အစီငတ်တာလားဒါမှမဟုတ်ကြောက်စီကလုံးဝမပါတာလားဒါမှမဟုတ်ကြောက်စီကတအားများနေရလားတအားနည်းနေရလားအဲ့ဒါမျိုးကိုလေကျွန်တော်တို့ကနားလည်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုရင်လေနောက်တစ်ခုကကြောက်သားရဲ့ကြောက်စီရဲ့ပြီးပြီဆိုရင်အဲ့ဒီအတွင်းထဲက ကြောက်ရအတွင်းထဲမှာပါတယ်ပေါ့နော်အချက်လက္ခဏာတွေပေါ့ဆိုလိုတာအနာတွေဘယ်လောက်များလဲနင်းအမြုပ်တွေအဆန်တွေပါလားရမ်းဆန်တွေထိုးလားငယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ကမကောင်းတဲ့လက္ခဏာတွေကိုလည်းလိုက်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီလိုလိုက်ကြည့်ပြီးမှသာလေကျွန်တော်တို့ကအနာလွတ်ရင်လွတ်တယ်လို့လက်ကောက်ရရင်လည်းလက်ကောက်ထုတ်မယ်နောက်ဆုံးနေ့နေ့ဝါရှာသားမီလည်းဝါရှာထုတ်မယ်နော်လက်စွပ်မီလည်းလက်စွပ်ကျွန်တော်တို့ပြီးနောက်ချက်ကအပွင့်မီလည်းအပွင့်နောက်ဆုံးကတော့ပတိမီလည်းပတိပေါ့နော် ီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကထုတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကဖြတ်သားလုံးတော့မယ်ဆိုရင်နံပါတ်1အနေနဲ့ဟာဒီဘက်မြင်နေရတဲ့ဖြတ်သားရဲ့အသားတန်းအစစ်မိတ်ဆွေတို့နံပါတ်1အရင်သိပြီလားအရင်သိအောင်လုပ်ပါမသိသေးဘူးဆိုရင်နောက်တစ်ခုကကျွန်တော်ကျွန်တော်တို့ကကြောက်အစီကြောက်စီနဲ့ပတ်သက်ပြီးတော့မသိသေးဘူးဆိုရင်လည်းသိအောင်လုပ်ပါပြီးတော့နောက်ချက်ကကျွန်တော်ကြောက်ရင်အတွင်းထဲမှာပါတဲ့အဖြစ်အပျက်မကောင်းဆိုးအဆိုးအဝါပေါ့နော်မကောင်းတဲ့လက္ခဏာတွေအဲကောင်းတဲ့လက္ခဏာတွေဒီလိုဟာတွေကိုသိပြီလား ါတွေကိုသိမှသာလင်ကျွန်တော်တို့ကအခုလိုဖြတ်သားမျိုးကိုလုပ်လို့ရမှာဖြစ်ပါတယ်။ဒါကတော့မြင်နေရတဲ့ဘက်အရှမ်းပေါ့နော်။နောက်တစ်ခုကကျွန်တော်ကျွန်တော်ဒီဘက်အခွန်ဘက်အရှမ်းဒီဘက်ကတော့မြင်နေရတဲ့အတွက်တေချာတွက်လို့ရပေမဲ့ကျွန်တော်တို့မမြင်ရတဲ့အခွန်ဘက်အရှမ်းကျတော့တေချာတွက်လို့မရတော့ပါဘူး။ဘာကြောင့်လဲပြောမစို့ကျွန်တော်ကဒါခမန်းကျင်နေပဲသွားရတော့မှာပါ။အဲ့ဒီခမန်းကျင်ကဘယ်လိုပါမလဲဆိုရင်ရန်ရှောအခွန်ကျွန်တော်တို့အဲ့အရာတွေကိုသိတယ်ဆိုရင်ရန်ကိုကြည့်မယ်အခွန်ကိုကြည့်မယ်ကြည့်ပြီးတော့ကြောင်မျိုးရနိုင်လားမရနိုင်လားကြည့်မယ် ။နောက်ပြီးနောက်ချက်ကလည်းအတွင်းထဲကကြောင်မျိုးတန်းကအတွင်းထဲမှာမီထိုးပေါက်တွေကဝတ်သွားလား။ဒါမှမဟုတ်ပို့ပြီးလင်းနိုင်တာလား။ဒါမျိုးတွေကိုလည်းကျွန်တော်ကခမန်းရမှာဖြစ်ပါတယ်။ပြီးတော့လေအဲ့ဒီမှာပါနေတဲ့ရန်ကြီးကြောင့်အဲ့ဒီရန်ကြီးကရန်ယူစားကြီးတယ်ဆိုရင်တချို့အားတွေကရန်ကြီးစိုက်နေတယ်ဆိုရင်အဲ့ဒီရန်စံတွေကအတွင်းထဲအသားကိုကြောက်သားကျဲတာမျိုးတွေရန်စံထိုးတာမျိုးတွေဖြစ်နိုင်လားဗောနော်။အဲ့ဒီလိုလက္ခဏာမျိုးတွေကျွန်တော်ကဥပမာအချင်းကြည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကဖြတ်သားလုတ်ပြီးဆိုရင်အတွင်းအသားတဲ့ကြောက်သားအဆင့်ကိုလည်းသိရမယ်။ ောက်အစီကိုလည်းသိရမယ်ပြီးပြီလဲကြောက်တွင်းတွေကအနာတွေအပြက်လက္ခဏာတွေဒါတွေကိုလည်းကောင်းကောင်းနားလည်ထားမှရပါမယ်ဒါကတော့အရှိကပထမအဦးဆုံးသိကိုသိထားမယ်အချက်တွေပါအဲ့ဒီအချက်တွေမသိဘူးဆိုရင်တော့မိတ်ဆွေတို့ကြောက်မလုပ်တာပဲကောင်းပါတယ်အဲ့ဒီအချက်တွေမသိဘဲနဲ့လုံနေပြီဆိုရင်လည်းမိတ်ဆွေတို့ဒါကတော့မှားဖို့ရာခိုင်နှုန်း85ရာခိုင်နှုန်းလောက်ကတော့ဒေချာပေါက်ရှိပါတယ်နောက်ချက်ကလည်းဒီအကုန်ပေါ့ဒီအကုန်နဲ့ပတ်သက်ပြီးတော့လည်းရန်နေရှော်နေအကုန်နေလည်းမကြည့်တတ်ဘူးရန်နေရဲ့သွားတဲ့ ီတရံလေးပေါ့နော်ရန်သွားတဲ့ဓာတ်ရှင်လမ်းလေးလည်းမကြည့်တတ်ဘူးအခွန်ကျော်သွားတဲ့လမ်းလေးလည်းမကြည့်တတ်ဘူးဆိုရင်တော့မိစေတို့ကဒီဘက်တစ်ချမ်းကိုသိရင်တော့ဒီဘက်တစ်ချမ်းမှာဘာဖြစ်နိုင်လဲဆိုတော့ခံမနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်ဖြတ်သားလုံးမဲ့သူတွေဆိုရင်အသားတန်းနေလည်းသိတဲ့သလိုကျွန်တော်တို့အခွန်နဲ့ပတ်သက်ပြီးတော့ရန်ရှော်အခွန်ပြီးမီထိုးပေါက်ပြီးပြီးဆိုရင်တော့တို့ချက်အခွန်မှာပါနေတဲ့ယောဂါတွေအခွန်တတ်မတတ်ဒီလိုမျိုးလက္ခဏာတွေကိုမိစေတို့သိထားမှသာလေး ခုလိုဖြတ်သားတွေကိုလည်းကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်အဲ့လိုမှမတည်ဘူးဆိုရင်တော့မိတ်ဆွေတို့ဖြတ်သားလည်းလုပ်လို့မရပါဘူးအဲကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဖြတ်သားတွေဆိုတာကဖြတ်သားတွေဆိုတာကအခုလိုမျိုးကျွန်တော်တို့ကမိထိုးလိုက်တာနဲ့တင်ချမြင်နေရပါတယ်တိတိတသားကိုမြင်နေရပါတယ်ထင်ထင်ရှားရှားမြင်နေရပါတယ်ဒါကြောင့်မလို့ဒီလိုထင်ထင်ရှားရှားမြင်ရတဲ့ကြောက်တီတော်မှမိတ်ဆွေတို့ကမခံမနိုင်ဘူးမတည်ဘူးမလုံတတ်ဘူးဆိုရင်နော်ကျွန်တော်အစမ်းပြောသလိုဒီလိုအခွန်ပါတဲ့ကြောက်ပြီဆိုပို့ပြီးတော့အခက်ခဲသွားပါလိမ့်မယ်ပို့ပြီးတော့နန်းနေသွားပါလိမ့်မယ် ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အရင်ဆုံးအခုလိုမျိုးဖြတ်သားလုံးမယ်ဆိုရင်ဖြတ်သားတွေကိုကြည့်ပြီးတော့အသားနဲ့အဆင့်တွေကြောက်စီပါမပါတွေကြောက်သားထွေးခြင်းမှုန်ခြင်းရွှဲခြင်းနှောက်ခြင်းကြည်ခြင်းမကြည်ခြင်းဒါမျိုးတွေကိုမိတ်ဆွေတို့လေ့လာသင်ယူပြီးမှသားလေးအခုလိုမျိုးဖြတ်သားတွေကိုလုပ်ဖို့လည်းကျွန်တော်အကြံပေးချင်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးရိုက်ရလဲဆိုရင်အခုမှလေးကြောက်ဝိုင်းမှာကိုကျွန်တော်မြင်တွေ့နေရပါတယ်။တချို့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေဆိုရင်အပွင့်နေတာလုံးနေတယ်သူတို့အပွင့်အတွင်းထဲမှာ ဆွဲတာတွေမှုန်တာတွေထွေးတာတွေနောက်တာတွေသူတို့ဘာမှမသိကြဘူးအဲ့အရာတွေကဘေးရလာလည်းမသိကြဘူးဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ဒီဗီဒီယိုလေးနဲ့ဒါအခြေခံလေးကိုအရင်ဆုံးတင်ပြလိုက်ရဖြစ်ပါတယ်နောက်ရက်တွေမှာလည်းကျွန်တော်အ short တဲ့နဲ့ပတ်သက်ပြီးတော့အစစ်စစ်အစစ်စစ်ကြောင့်စိတ်နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုတွေကိုဆက်ပြီးတော့ရှင်းပြပေးသားပါမယ်အဲ့တော့ဒီနေ့မိတ်ဆွေများအနေနဲ့ဖြတ်သားလုံးမဲ့သူများအနေနဲ့ပထမဆုံးသိထားမှာဒီအသားနဲ့အစစ်တွေသိအောင်လို့ပါကြောက်စီသိအောင်လို့ပါပြီးအတွင်းနဲ့ကကြောက်အသားတွေမှာထွေးတာတွေမှုန်တာတွေဆွဲတာတွေနောက်တာတွေနော်အတကန်ရိတ်တာတွေဝါတာတွေဖြူတာတွေ ါတွေကိုသိအောင်အရင်လေ့လာကြပါကျွန်တော်အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ရှေ့မှာဗီဒီယိုအများကြီးတင်ပေးထားပါတယ် YouTube မှာလည်းတင်ပေးထားတယ် TikTok မှာလည်းတင်ပေးထားတယ်ကျွန်တော် Facebook မှာလည်းတင်ပေးထားပါတယ်အဲ့ကြောင့်မိတ်ဆွေတို့အနေနဲ့လေ့လာမယ်ဆိုအဲ့ဒီမှာသွားလေ့လာလို့ရတယ်နောက်ပိုင်းညီမလည်းကျွန်တော်ဆက်ပြီးတော့ဗီဒီယိုတင်ပေးပါမယ်အားလုံးကျေးဇူးများတင်ပါတယ်ဒါကြောင့်ဒီဖြတ်သားနဲ့ပတ်သက်ပြီးတော့သိထားသင့်တာဒီအသားနဲ့အဆင့်တွေသိရမယ်ကြောက်စီတွေကိုလည်းနားလည်ရမယ်ပြီးဆိုရင်ကြောက်ရဲ့အဖြတ်လက္ခဏာတွေကိုလည်းနားလည်ရမယ်အတွင်းတွေကအသက်ခံအကြောင်းတွေကိုလည်းသိထားရမယ် ီအချက်ကြီးကိုအရှိန်သိပြီဆိုမှသာရင်တခြားသောအရေလိုပန်းချားလိုခြွမ်းလိုခုံလိုမိမိတို့စိတ်ကြိုက်ကိုဝါသနာပါရလိုင်းကိုဆက်ပြီးလေ့လာလို့ရပါတယ်ကျွန်တော်ကဒါဒီနေ့ကတော့ဒါအရှိန်လေးကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ